ရုတ်တူစီးကိန်းအစီအစဉ်ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးအတွက်ဒီကနေ့မှာတင်ဆက်ပေးမယ့်အားကစားနည်းကတော့မကြခင်ကျင်းပမယ့်33ချိန်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာတကြွအပြန်လဲဝင်ရောက်ရှင်ပိုင်မယ်မြမပန်ကျက်စီလက်အားကစားဖွဲ့ရင်လေ့ကျင့်ပြင်ဆင်နေမှုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူတို့ဒီပြိုင်ပွဲအတွက်ဘယ်လိုတွေလေ့ကျင့်နေကြလဲဘယ်လောက်ထိရည်မှန်းထားကြလဲ ချမှတ်ထားတဲ့ကြီးမန်းချက်တွေစီတွားနိုင်မှုရောသူတို့အစဉ်အသင့်ဖြစ်နေပြီလားဆိုတာကိုသိရှိနိုင်မှုပြိုင်ပွဲမတိုင်ခင်သူတို့ရဲ့လေ့ကျင့်ပြင်ဆင်နေမှုများကိုကျွန်တော်တို့ဆက်လက်ကြည့်ကြည့်သွားရအောင်ပါ ပန်ဂျက်စီလက်အာဂဇာနီကတော့အင်ဒိုနီးရှားကိုခံပညာရဲ့အာဂဇာနီဖြစ်ပြီးကျွန်တော်တို့မြန်မာနိုင်ငံကတော့1993ခုနှစ်ကတည်းကအရှိတောင်အာရှအာဂဇာပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်2023ခုနှစ်ကအင်ရှင်ဖြစ်ကျင်းပခဲ့တဲ့အရှိတောင်အာရှအာဂဇာပြိုင်ပွဲမှာတော့ရွှေ၃ခုငွေ၄ခုနဲ့ကြီးနှစ်ခုစုခုကအောင်မြင်မှုတွေစုခုနိုင်ခဲ့ပါတယ် 2013စီဂိမ်းပြီးကလေးကစနစ်နဲ့ကြာစီဂိမ်းပြိုင်ပွဲတွေနဲ့ဝေးကွာကရန်နာထားခဲ့တဲ့မြမပန်ကျက်စီလက်အားကစားအဖွဲ့ရဲ့တကြော့ပြန်ဝင်ရောက်ရှင်ပြိုင်မဲ့အချိန်မှာဘေချင်ကစတင်လေ့ကျင့်ခဲ့လေဘလူးလူတွေရွေးချယ်ခဲ့လေ33ချိန်မြောက်စီဂိမ်းပြိုင်ပွဲမှာဘလူးပြိုင်ပွဲအမျိုးအစားတွေမှာပါဝင်ရှင်ပြိုင်သွားမလဲဆိုတာကိုတော့အသင်းရဲ့အုပ်ချုပ်သူနီးပြးဦးထိန်ဝင်းကအခုလိုရှင်းပြထားပါဗျာ33ချိန်ဒီစီဂိမ်းပြိုင်ပွဲမှာထိုင်းရင်ရှင်နေနဲ့ပန်ကျက်စီလက်ကို ဲ EVA 73မျိုးပေါ့ရှေ့73ခုနဲ့တို့ကလက်ခံကျင်းပါတယ်မြန်မာနိုင်ငံအနေနဲ့တော့ကျွန်တော်တို့အဲအတိုက်6တန်းနဲ့အပြတ်3မျိုးဝင်ရောက်ရှင်နိုင်မှာဖြစ်ပါတယ်အပြတ်3မျိုးမှာတော့ single မျိုးသမီး single ပြီးရင်ကျွန်တော်တို့ team အတင်းလိုက်3ောက်တွေပြီးတော့အတိုက်ကယောက်ျားလေး9တန်းမိန်းကလေး2တန်းဝင်ရောက်ရှင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့၃ချိန်မြောက်အဲ international ပညာစည်းလက် အင်ဒိုနီးရှား Open Championship မှာဆိုရင်ကျွန်တော်တို့ရှိတာဒါထိပ်ဆုံးကစားသမားအစ်တီနဲ့ဝင်ရောက်ရှင်နိုင်တာဖြစ်တယ်။အဲဒီမှာကျွန်တော်တို့အဲရွှေခြေစိတ်တစ်ခုခြေစိတ်တုံးမှုရရှိခဲ့ပါတယ်။မြန်မာပန်ချက်စီလက်အားကစားအဖွဲ့ကတော့2025ခုနှစ်ဖေဖော်ဝါရီလကနေစတင်လေ့ကျင့်ခဲ့ပြီးမကြာသေးခင်ကတော့စီးကိန်းပြိုင်ပွဲမတိုင်ခင်ကြိုတင်ပြင်ဆင်မှုအနေနဲ့ပြိုင်ပွဲအတွေ့အကြုံရအောင် International Panchet Silat Indonesia Open ပြိုင်ပွဲနဲ့ ပရီစီဂိမ်းပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ထားခဲ့ပါတယ်။ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေကိုလည်းအခုလိုမျှဝေထားကြပါတယ်။ပြီးတော့ကျွန်တော်အဲ့မှာတွေ့ကြုံအနေနဲ့ကတော့အဲဒီပြည်ပနိုင်ငံအနေနဲ့တို့က၅နိုင်ငံ ပါပြီးတော့အဲတို့ရဲ့ကလပ်တင်း35တင်းပါတယ်။အဲအကုန်လုံးဆိုရင်ကလပ်တင်း30 35တင်းပေါ့35တင်းမှာကျွန်တော်ကအဲကလေးတွေကအနည်းဆုံးတယောက်ကို၃ပွဲစီလောက်ပြိုင်ရရပါတော့ ပြန်ရတယ်သူတို့ရဲ့လေယူစင်ဟောင်းနေနဲ့လည်းပြန်ရတယ်တကယ်အင်ဒိုနီးရှားမှာနာမည်ကြီးတဲ့ကလပ်တင်းနေနဲ့လည်းပြန်ခဲ့ရတယ်တွေ့ကြုံတွေရခဲ့ပါတယ်ဗျာအော်ကျွန်တော်တို့စီဂိမ်းမှာတော့ရွှေရခဲ့ပါတယ်ဒါမဲ့အခုကျွန်တော်တို့ဆက်ပြတ်ပြီးရဲ့နောက်ပိုင်းမှာတော့ဘာပဲပြောကျွန်တော်တို့အတက်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားနေပါတယ်ဗျာ PC ဂိမ်းမှာပြန်ခဲ့ရတာတော့အဲမလေးနဲ့တွေ့ခဲ့တယ်ပေါ့နော်မလေးရှားနဲ့ကညီမရှုံးနေခဲ့ အမလီကလည်းချန်ပီယံဖြစ်သွားရပေါ့နော်အဲအမ်မာကိုအတွေ့အကြုံတွေအများကြီးအတွေ့ရအာသချက်တွေအာနေအချက်တွေကိုအတွေ့အကြုံတွေတင်ယူခဲ့ရပါတယ်ပေါ့ပန်ဂျက်စီလဲအာကစားနီကတော့အတိုက်နဲ့အပြဆိုပြီးအဓိကမျိုးခွဲနှမျိုးရှိပါတယ်ဒါကတော့တဦးချင်းအပြပြိုင်ပွဲမှာဝစ်စင်ရတဲ့စွန်ကုတ်ပဲဖြစ်ပါတယ်ပန်ဂျက်စီလဲပြိုင်ပွဲမှာစုစည်းတွေရရှိဖို့အတွက်ဆိုလို့ရှိရင်ဘယ်အရာတွေကအဓိကအရေးကြီးလဲဆိုတာကတော့ ဓိကတော့ဟိုလေ့ကျင့်မှုပါပဲခင်ဗျာအဲလေ့ကျင့်မှုရဲ့နောက်တစ်ခုဒီအပြတွေမှာတော့အဲလေ့ကျင့်မှုအပြင်ကိုသူကစိတ်တည်ငြိမ်မှုလည်းလိုပါပထမဆော့တဲ့ကစားနည်းနဲ့မတူတဲ့အတွက်ပေါ့နော်အများကြီးအချိုးစစ်တွေပြီးွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမျက်နှာပိုင်းဆိုင်ရာမှာပေါ့နော်သူတို့စီမှာကပြုံးနာတွေမဲ့တာတွေပြီးွားလို့ရှိရင်မှန်ထန်တာတွေကအစားအများကြီးကွင်းထဲမှာအများကြီးလုတ်ပြတာဖြစ်တဲ့အတွက်ပေါ့နော် expression ကအစားကျွန်တော်တို့အများကြီး train ရတယ်အဲ့အတွက်ပေါ့နော် အများကြီးတိုးတက်လာတာဆိုလို့ရှိရင်တော့စတော့ကထက်စာရေအများကြီးတိုးတက်လာပြီပေါ့နော်ဒီပြိုင်ပွဲစပြီးကန့်သွင်းတဲ့အချိန်ကနေစာရေအခုပြိုင်ပွဲဝင်ကနေအထိကိုအများကြီးတိုးတက်လာပါပြီဒါကတော့2013 29ကြိမ်မြောက်အရှိတောင်အာရှအင်္ဂလာပြိုင်ပွဲမှာမြန်မာနိုင်ငံအတွက်ရွှေတိစိတ်ရယူပေးထားနိုင်ခဲ့တဲ့ကစားသမားကျော်နိုင်ထွန်းဖြစ်ပါတယ်။ သူကတော့ဝါရင်ကစားသမားဟောင်းဖြစ်ပြီးတကြော့ပြန်စီးကိန်းအပေါ်သူ့ရဲ့ပြင်ဆင်နေမှုနဲ့တိုင်ပွဲအတွက်ရင်ခုန်တန်းတွေကိုအခုလိုကြားသိရမှာပဲဖြစ်ပါတယ်အားလုံးကတော့အခက်ခဲပါပဲဘာဖြစ်လဲဆိုတော့နိုင်ငံတိုင်းကသူ့နိုင်ငံနဲ့သူကောင်းပါပြီဆိုတဲ့လူတွေပဲလာပြိုင်တဲ့အတွက်နိုင်ငံတိုင်းကတော့အားလုံးကတော့ပြိုင်ဘက်တွေအကောင်းဆုံးပါပဲကိုယ်လည်းကိုယ်နိုင်ငံအကောင်းဆုံးဖြစ်တော့သူတို့လည်းသူတို့နိုင်ငံအကောင်းဆုံးကစားသမားဖြစ်တဲ့အတွက်အားလုံးကတော့အကောင်းဆုံးနေပါပဲ ်ပြီးခဲ့တဲ့ International Panjat Silat Indonesia Open ပြိုင်ပွဲမှာပထမဆုံးဝင်ရောက်ရှင်ပြိုင်ပြီးကျွတ်တိတ်ရယူနိုင်ခဲ့တဲ့လူငယ်မျိုးဆက်သစ်ကစားသမားနေဝင်းဆန်းရဲ့အလှပြကစားဟန်ပဲဖြစ်ပါတယ်သူရဲ့ပြိုင်ပွဲအတွက်ပြင်ဆင်နေပုံအကြောင်းလေးကိုလည်းနားထောင်ကြည့်အောင်ပါပထမဆုံးစီးကိန်းဆိုတော့ပေါ့နော်အတွေ့အကြုံကလည်းနည်းသေးတဲ့အတွက်ပေါ့အများကြီးတိုးအပ်ချက်တွေရှိတယ်အဲ့အတွက်လည်းစိတ်လုံချရပေါ့နော်ဒီအမှားယုံမရှိအောင်လို့ကိုဒီစီးကိန်းမှာအများကြီးကြိုးစားရမှာပါ 33ကြိမ်မြောက်စီကိန်းပန်ချက်စီလက်အတိုက်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်မျိုးဆက်သစ်မြန်မာပန်ချက်စီလက်အမျိုးသမီးအားကစားသမားတင်းတေစာပဲဖြစ်ပါတယ်ဒီရပန်ချက်စီလက်ကိုရွေးချယ်ပြီးခဲ့ရတော့မြမတိုင်းကညီမတို့အမြင်တော့ဆောမြမတိုင်းပေါ့နော်မြမတိုင်းကအဲစီကိန်းမှာမပါတဲ့အတွက်ဒီရစီကိန်းမှာပါတဲ့အာဂဇာနီကိုပြန်ရွေးချယ်ရခဲ့မှာပန်ချက်စီလက်ကိုရွေးချယ်ပြီးခဲ့ရပါတော့ဆိုးရိမ်မိတာကတော့ ဟိုပြန်ရမယ်ပြန်ဖက်ဒီပုံမှာလည်းမူတည်ရေပေါ့နော်ဘာလို့ဆိုရင်အဲအခုမှစပြီးပြန်ရမယ်ဆိုတော့အာဂလာနီကလည်းဒီတနေ့မှစပြီးတော့လေ့ကျင့်နေတဲ့အတွက်အများကြီးတော့ခက်ခဲပါလက်ရှိမှာတော့မြန်မာပန်ဂျက်စီလက်အသင်းဟာအင်ဒိုနီးရှားလူမျိုးနီးပြတွေနဲ့လေ့ကျင့်လျက်ရှိပါတယ်သူတို့ကိုဘလို့ခန့်အပ်ဖြစ်ခဲ့တဲ့သူတို့နဲ့လေ့ကျင့်နေမှုအခြေအနေတွေကဘလို့ရှိလဲဆိုတာကိုတော့အခုလိုပဲဖြေကြားပေးထားပါတယ်အင်ဒိုနီးရှားနီးပြနေရောက်ကတော့ကျွန်တော်တို့နိုင်ငံကပန်ဂျက်စီလက်အဖွဲ့ချုပ်ကို လီဗျာပေးပါဆိုပြီးမြန်မာနိုင်ငံလေးနဲ့တောင်းလိုက်တာအဲသူတို့ရှိရနေပြီးတော့တင်းတော်မဲ့လီဗျာနှစ်ဦးကိုကျွန်တော်မြန်မာနိုင်ငံကိုဆီလုတ်ခဲ့ပါတာခွန်လာပိုင်းမှာကျွန်တော်စတင်ပြီးတော့ဒီမှာကစားသမိုင်းနဲ့တူလေ့ကျင့်ခဲ့ပါတယ်မြန်မာပန်ချက်စီလက်အားကစားအဖွဲ့အနေနဲ့ကတော့လက်ရှိမှာအပြင်းအထန်လေ့ကျင့်ပြင်ဆင်လျက်ရှိပြီးတော့33ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲကိုဝင်ရောက်ရှင်မြန်မှုဒီဇင်ဘာလ10ရက်နေ့မှာစတင်ထွက်ခွာကြမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်သူတို့ဘာတွေရည်မှန်းထားလဲဆိုတာကိုအခုလိုပဲပြောကြားထားပါတယ်။ကျွန်တော်ဒီနေ့မှစပြိုင်လို့ဆိုပေမဲ့လည်းကျွန်တော်ရှေ့မှာအဲဖိဟိုပါအဲလိုရှားဥပန်းပြိုင်ပွဲရဲ့ပြီးရင်ပရိစီကင်းပြိုင်ပွဲပြိုင်ထားဖြစ်လို့ရဲ့ပြည်ပနိုင်ငံတွေရဲ့အားသာချက်တွေအားလက်ချက်တွေကိုတုံးသက်ပြီးတော့အကောင်းဆုံးတော့ကျွန်တော်တို့ဟိုကစားသမားတွေပြင်ဆင်နေရပါဘောပြင်ဆင်ပြီးတော့ကျွန်တော်တို့ကျွန်တော်မြန်မာပန်ချင်စီလက်အတင်းနေနဲ့ ဆယ်နှစ်ကြာပြီမှာပထမဆုံးချိန်ဝင်ရောက်ရှင်နေတာဖြစ်ဖြစ်တဲ့အတွက်အဲကျွန်တော်မြန်မာပဉ္စီလက်အသင်းနေလဲအကောင်းဆုံးကြိုးစားပြီးတော့ရွှေစည်းစုရောက်ယူခဲ့ပါမယ်။ Iman check ကတော့ရွှေထီတော့မှန်ထားပါရဲ့ရှင်ဟုတ်။ဟုတ်ကဲ့ကျွန်တော်ဒီ33ချိန်မြောက်ပေါ့နော်အခြေတော်အာရှအာသာပွဲအတွက်အများကြီးပြင်ဆင်ထားရပေါ့နော်ဒီရွှေစည်းစုရရှိဖို့အတွက်လည်းအများကြီးကြိုးစားထားရပေါ့နော် တို့ရည်မှန်းထားသလိုဖြစ်လာမှာလားဆိုတာကိုတော့ကျွန်တော်တို့တွေ33ချိန်မြောက်စီကင်းပြိုင်ပွဲမှာစောင့်ကြည့်အားပေးသွားရမှာပဲဖြစ်ပါတယ်မြန်မာပန်ချက်စီလက်အားကစားအဖွဲ့ကတော့စီကင်းပြိုင်ပွဲမှာပြည်သက်တွေအနေနဲ့အားပေးဖို့အတွက်အခုလိုဖိတ်ခေါ်ထားကြပါတယ်အဲအဲ့ဒီအတွက်လည်းဒီဒီနေ့မှာစတင်ရှင်ပြန်ရတဲ့မြန်မာပန်ချက်စီလက်အသင်းကိုပြည်သက်များအနေနဲ့စောင့်ကြည့်အားပေးကြပါဦးလို့တောင်းဆိုပြုကြပါတယ်တော်ရောက်ရှင်တော်ပြတော့အရှင်သေးဖြစ်နေပါပြီအကောင်းဆုံးလည်းပြင်ဆင်ခဲ့ပါ နမပန်ဂျက်စီလက်အကစားအဖွဲ့အနေနဲ့33ဂျင်မြောက်စီဂိမ်းပြိုင်ပွဲမှာဘလောက်ထိအမြင့်ပြန်နိုင်မယ်လို့ထင်မိလဲကျွန်တော်တို့အနေနဲ့နမပန်ဂျက်စီလက်အသင်းလိုချင်တဲ့အောင်မြင်မှုတွေစုခူးနိုင်ပါစေလို့စုမုံကောင်းတောင်းဝေးရင်နမအကစားဝါသနာရှင်ပြည်သက်တွေကိုတခဲနဲ့အားပေးဖို့အတွက်လည်းဖိတ်ခေါ်လိုက်ခြင်းပါတယ်ဒီနေ့အစီအစဉ်ကိုအားပေးခဲ့တဲ့ပြည်သက်တယောက်ရှိနေတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ